အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုကမှတော့ကျွန်တော်မိတ်ဆွေဂျာသပရိသသမီအားလုံးတော့ပေါ့လေမကြောင်ခင်ကြောက်တော့မဲ့1389ခုနှစ်ပေါ့လေမြန်မာနှစ်တကူအဲကူပါမယ်ပေါ့အဲ့တော့1389ခုနှစ်တနစ်စာမှာကြုံတွေ့ရမဲ့ကံကြမ္မာဆိုခြင်းကောင်းခြင်းတွေပေါ့လေတနစ်စာကံကြမ္မာဟောခြင်းကြီးကိုကျွန်တော်အသေးစိတ်လေးကဏ္ဍတစ်ခုချင်းလိုက်ခွဲပြီးတော့ဟောကြားမိမှာဖြစ်ပါတယ်အဲ့တော့ဟောတဲ့ခါမှာမဟောခင်ကြိုပြီးစကားစကားပလင်ခံတရားလေးတွေရှိပါတယ် တနစ်စာအကဲမှာဟောကိန်းဖြစ်တဲ့အတွက်ဆန္ဒလာတီတီရှိတယ်အဲ့ဒါတွေကိုကျွန်တော်လပိုင်းလိုက်တရားအစဘယ်လာတွေမှာဘာတွေပို့ပြီးတော့ကောင်းမယ်ဆိုးမယ်ဆိုတာအစကျွန်တော်အသေးစိတ်လေးဟောမယ်ဟောရင်ကျွန်တော်အချက်ရှိချက်ဟောလို့ရှိတယ်အဲပြီးကြတဲ့နှစ်တရားလည်းကျွန်တော်ဟောပြီးလို့ရှိပါတယ်ဗျာနော်ဆိုတော့ဟောတဲ့အခါမှာနံပါတ်1စစ်တပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးဒီတနစ်စာပလုံးကြောင်းမဲ့အခြေအနေနံပါတ်2အလောက်ကန်နဲ့ပတ်သက်တဲ့အခြေအနေနံပါတ်3ဝင်ဝင်နဲ့ပတ်သက်တဲ့အခြေအနေနံပါတ်4ပညာရေးနဲ့ပတ်သက်တဲ့အခြေအနေနံပါတ်5အိမ်တော်ရေးနဲ့ပတ်သက်တဲ့အခြေအနေနံပါတ်6 ကျမ်းမာရေးနဲ့ပတ်သက်တဲ့အချင်းတွေနံပါတ်9အကြံပေးချက်ဆိုပြီးတော့ဟောမယ်။နောက်ဆုံးနံပါတ်10မှာတော့အဲရေရီယာနဲ့ပတ်သက်ပြီးကျွန်တော်ဟောပေးမယ်။အဲ့တော့ဒီကျွန်တော်ကဏ္ဍဆုံးဆုံးစီစီတွေဟောပေးမယ်။အဲ့တော့မဟောပေးခင်ထပ်ပြီးမှားတရားရှိတယ်။အဲ့ဒါဘာလဲလို့မေးလို့ရှိရင်ဂျာမပရိသသမီးအလုံးအတွက်ဟောတာဖြစ်တယ်။ဟောတော့ဂျာမပရိသသမီးတွေမြန်မာနိုင်ငံမှာအများကြီးရှိတယ်လေ50တန်းအောင်ဆိုတော့အဲ့ဒီထက်တကမှဂျာမပရိသသမီးတောင်းပေါင်းများစွာရှိတယ်ပေါ့။တအူးတယောက်ချင်းစီရဲစားတာဆစ်ပြီးဟောတာ မဟုတ်ဘူး။အလုံးအတွက်ခြုံပြီးဟောတာဖြစ်တဲ့အတွက် ဟိုတရားညာခံတော်ကြီးမှမလို့တော့ကျွန်တော်မပြောလို့ဘူးသို့တော့အနည်းဆက်ဆုံးတော့မှန်ကန်မယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ဗျာနော်တချို့ဟာလေးတွေမှာဟိုအာငါတို့ကတော့ကောင်းတယ်ပြောရင်ငါတို့ကတော့ခုချိန်ကြီးမကောင်းဘူးလို့အမကောင်းပြောရင်ငါတို့ကတော့ဒီမှာကောင်းတယ်ဘာမှမဖြစ်ဘူးလို့ရှောက်ပြောတတ်ကြတယ်ပေါ့ဟိုဒါကတော့ဘုဒ္ဓရနေတဲ့သူတွေတွေမှာအဲ့လိုထင်တာမျိုးတွေရှိတဲ့အတွက်ဒီခါတည်းကျွန်တော်ရှင်းပြခြင်းဖြစ်ပါတယ်ဗျာနော်အဲ့တော့ဟုတ်ပြီစခေါ်တော့မယ်ငေါငင်တခုပြောစရာရှိတာကဘာလဲဆိုတော့ဒီနှစ်တစ်နှစ်ကိုကူပြောင်းပြီးဆိုရင်အဲ့ဒီတည်းမှာကံကောင်းတဲ့နေ့နံကံညတဲ့နေ့နံဆိုပြီးတော့နေ့နံတွေရှိကြရပေါ့နော် အဲ့လိုရှိတဲ့အထက်ကမှကံညာနဲ့နေနံလေးဒီတနစ်စာမှာ၃ခုရှိတယ်ကောင်းတဲ့နေနံလေးတွေ၄ခုရှိတယ်လို့ဆိုတယ်ပေါ့ဆိုတော့အဲ့ဒီကံအကောင်းဆုံးနေနံလေး၄ခုထဲမှာကြာတာပရိပါဒတွေ့ရတဲ့အတွက်ကြာတာပရိသသမီးတွေကိုသာအမရဝန်တာတယ်ပေါ့လေအကြာတာပရိသသမီးတွေကတော့ဘာပဲပြောပြောဒီ1389ခုနှစ်ကတော့လက်ခမောင်းခံမဲ့နှစ်တနည်းကံအကောင်းဆုံးသောအဲတကွန်လို့ခေါ်တာပေါ့လေအမြင့်ဆုံးရောက်မယ်ဆိုတဲ့ကာလတွေမှာကြာအောင်နေတာတွေ့ရတဲ့အတွက်ဝန်တာတယ်ဆိုတာလေးပထမဆုံးပြောခြင်းတယ် တော့နံပါတ်၁စိတ်ဝိုင်းစားနဲ့ပတ်သက်ပြီးပြောချင်တာကဒီတနစ်စာပတ်လုံးမှာစိတ်ချမ်းသာတာနဲ့နေရလိမ့်မယ်ကိုလိုချင်တာတွေဖြစ်ချင်တာတွေကိုယ့်ရဲ့ဆန္ဒတွေအားလုံးအလိုလိုပြည့်ဝလာလိမ့်မယ်ဗျတောင်းတဲ့စုတွေပြည့်တယ်ဆိုတဲ့ကာလလိုပဲပြောကြပါစို့ဗျအထူးသဖြင့်ဇွန်လဇန်နဝါရီလတွေမှာဆိုရင်တော့သူကဒီတနစ်စာပတ်လုံးကြီးကောင်းတယ်လို့ဆိုတော့လည်းပဲအနည်းငယ်တော့အညံ့ခါရတော့လည်းပါတာပေါ့တရားရကံတော်ကြီးကောင်းတဲ့သူလည်းကဘာမှာတရားမှမရှိကြပါဘူးဒါအထုံးစံပါပဲအဲဇွန်လဇန်နဝါရီလတွေမှာဆိုရင်စိတ်ညစ်စရာလေးတွေတော့ ကြုံရတဲ့သဘာဝရှိတယ်။ကိုယ့်ရဲ့မိတ်ဆွေတွေသူငယ်ချင်းတွေနဲ့ပတ်သက်ပြီးစိတ်ဝမ်းကွဲတယ်။အဆုပ်ဖွဲ့တွေကွဲတယ်ပေါ့လေ။ဆက်လို့ရှိရလို့ငန်းလေးတွေဆိုကွဲထွက်တယ်ဆိုတဲ့ပုံစံမျိုးအဆုပ်ဖွဲ့တွေကွဲတယ်။ဆွေမျိုးညီကောင်တော်မှမိသားစုနဲ့ကွဲတာမျိုးတွေဖြစ်တတ်တယ်။ဧပြီလနဲ့နိုဝင်ဘာလတွေမှာဆိုရင် စိတ်ချမ်းသာကိုချမ်းသာနဲ့နေရတတ်တယ်နော်။စိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံတဲ့ကာလလို့ပဲပြောရမယ်။ကိုလို့တဲ့အလုပ်တိုင်းမှာကိုထက်ကြီးခဲ့တဲ့ဆရာသမားတွေလူကြီးမိဘတွေအထက်လူကြီးတွေရဲ့ထောက်ပံ့မှုနော်ကိုကြီးမှားသားမှု စွဲငင်မှုတွေတကြောင်တော်တော်လေးကောင်းတဲ့အနေအထားတွေကြုံရနိုင်မယ်။ဇူလိုင်လဖေဖော်ဝါရီလဩဂတ်စ်လမတ်လစတေမာလာတွေမှာတော့အထူးအထူးစိတ်ချမ်းသာရတဲ့လတွေလို့ပြောလို့ရတဲ့အတွက်အမရန်ကောင်းတဲ့ကိုကြံလိုက်တဲ့အကြံစီစိတ်ကူးတွေမှန်သမျှအထမြောက်တယ်။အကြံစီကောင်းတွေလည်းအကလာမှာပေါ်လာတတ်တယ်ဗျ။ကြံတဲ့လတွေမှာတော့တာမန်ရိုးတန်းအနေအထားပဲပေါ့လေ။ထူးထူးခြားခြားအရင်ကြီးကောင်းသွားတာအရင်ကြီးဆိုးသွားတာတော့မရှိဘူးပေါ့။ဒါဒီတက်စာပတ်လုံးကြုံရမယ်လအလိုက်စစ်တပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခြေအနေ နံပါတ်1အလုတ်ကန်နဲ့ပတ်သက်တဲ့အခြေအနေတွေခေါ်ပေးခြင်း ਨੇ ဆိုတော့ဒီနေ့မှာဇာတာပရိသတ်သမီးတွေကအလုတ်ကန်နဲ့ပတ်သက်လို့ရှိရင်တနစ်စာပတ်လုံးအလုတ်ကန်ကအသင့်တင်အစီပြေတဲ့အထက်မှာပါတယ်ကိုကလည်းကြိုးစားခြင်းနဲ့စိတ်ရှိတယ်အဲဒါပေမဲ့လို့တခုတော့ရှိတာပေါ့လေသူတို့ဘဝကိုအရန်ယုံကြည်မိခိုတာမျိုးတော့မလုပ်ပါဘူးဗျအရန်ယုံကြည်လွန်ခဲ့တာလေးတွေတခြားသူတွေကိုမိခိုတာများတာမျိုးလေးတွေဆိုလို့ရှိရင်တော့ပြဿနာလေးတွေကြုံရတဲ့တတိထားမယ်ပြီးတော့ဒီကာလမှာကိုကကံကောင်းတဲ့နေ့တည်းမှာပါတယ်ဆိုတော့လည်းပဲ အထိုက်ခိုက်လေးတွေအပြိုင်ဆိုင်လေးတွေအရန်များတတ်တဲ့သဘာဝရှိတယ်။ထိတ်တဲ့ရင်ဆိုင်လိုက်ပါနောက်ဆုံးမှာတော့ကိုကအနိုင်ရမယ်ဆိုတဲ့ကိန်းထဲမှာပါတယ်။နော်။ဘာမှတော့စိတ်မပူနဲ့ဒီကလာမှာကိုကနောက်မှာကြာရံခိုင်အောင်မှလိုက်တဲ့ခါမှာမမီမီအောင်လိုက်လို့ရတယ်ဗျ။မီတယ်ဆိုတဲ့အနေအထားတွေမှာရှိတယ်။အထူးသဖြင့် April လနဲ့ November လတွေမှာဆိုလို့ရှိရင်ကိုဘာပဲလုပ်လို့အဆင်ပြေတယ်ဆိုတဲ့လတွေထဲမှာပါတယ်။ကိုကိုကူညီမဲ့စောင့်မမဲ့သူတွေအဆင်သင့်ရှိနေတတ်တယ်။နောက်ဆုံးများမရတော့ဘူးဆိုပြီးတော့ဆုံးဖြတ်ထားတဲ့ကိစ္စတွေရှိရင်တော့မှ ြန်လည်ရယူလို့ရတဲ့အနေအထားတွေရှိတဲ့ကာလတွေမှာပါတယ်။ဇူလိုင်လစက်တင်ဘာလဖေဖော်ဝါရီလအဲ့ဒီလတွေကတော့အထူးအဆင်ပြေတဲ့အခွင့်အရေးကောင်းတွေပေါ်လာတယ်ဗျ။ထူးထူးခြားခြားအောင်မြင်မှုရဲ့အသီးပွင့်တွေခံစားရတယ်။လုပ်ငန်းတစ်ခုစတင်လုပ်ကိုင်နေတာအော်အလုံမှာယာရုတိုးတာစသည်အဖြစ်ပေါ့လေ။အဲ့လိုဟာမျိုးကစားတော်တော်လေးအားကောင်းတဲ့အနေအထားဖြစ်တာတွေ့ရတယ်တော့ဝမ်းသာဖို့ကောင်းတယ်။ကိုတို့ကတည်ငြိမ်တဲ့လုပ်ငန်းဝင်တစ်ခုဖြစ်လာလိမ့်မယ်။ဩဂတ်လနဲ့မတ်လတွေမှာကြတော့အောင်မြင်တယ်။သို့တော်အဲ့ဒီအောင်မြင်မှုကြတော့ လူမသိသူမသိပဲနဲ့ကြိတ်ပြီးလုံပြီးအောင်မြင်တဲ့ပုံစံမျိုးပေါ့လေနောက်ဆုံးမှတော့ဘွားကနေဆိုပြီးပေါ်လာတဲ့ဟာမျိုးဆိုတော့တော်တော်လေးအကောင်နဲ့လူလူဝဝနဲ့အောင်မြင်မယ်ဆိုတဲ့ကာရတွေဖြစ်တာတွေ့ရတယ်နော်ကိုထင်မှတ်ထားသလိုအောင်မြင်လိမ့်မယ်ဂျန်နဲ့လာလေးလေးမှကြာတော့သူကအစင်ပြတာတလဲအစင်မပြတာတလဲပေါ့လေအဲဘုံလုံးတလဲငဖြန်တလဲဒါမျိုးလေးတွေတော့ဖြစ်တတ်တယ်အတက်ကြလေးတွေတော့ရှိတယ်သို့တော့စိုးစိုးဝါကြီးပူစရာမလိုဘူးအညာခိုက်ကြုံရင်တော့ဒီတက်ကတော့စိုးစိုးဝါဖြစ်စရာမရှိဘူးကုကြီးကယ်ဆယ်မဲ့သူတွေနဲ့ စုံစည်းရတဲ့ဂိမ်းထဲမှာပါတဲ့အတွက်အမရန်ဝမ်းသာဖို့ကောင်းတယ်ဗျာနော်။နံပါတ်3ဝင်ဝင်နဲ့ပတ်သက်ပြီးပြောချင်တယ်ဗျ။အဲဝင်ဝင်ဆိုလို့ရှိရင်တော့ဂျာတာပရိသတ်သမီးတွေဒီကာလမှာအထူးသဖြင့်ကံကောင်းတဲ့နေ့တွေမှာပါတယ်။ပါတဲ့နေရာမှာသူကအဲကံအကောင်းဆုံးနေ့နံ၄ခုထဲမှာသူကနံပါတ်1လောက်သွားရှိနေတာဟုတ်။ဆိုတော့ဇွန်လဇန်နဝါရီလတွေမှာဆိုရင်အဲဇွန်လဇန်နဝါရီလအဲ့နှစ်လကလွယ်ဂျန်နယ်လတွေမှာတော်တော်လေးဝင်ဝင်ကောင်းတယ်။အထူးသဖြင့်အဲဇွန်လဇန်နဝါရီလအဲ့လလေးတွေမှာတော့တော်တော်လေးသတိထားမယ်ဗျ။ဘာလေးတွေဒုက္ခပေးလဲဆိုလို့ရှိရင်သူက လူတိုင်းလူကောင်းအန္တရာယ်လေးတွေဒုက္ခပေးရတဲ့အတွက်အထူးသတိထားပါလူတိုင်းခံရတဲ့ကိစ္စရှိတာသူတွေ့ရတယ်ဆိုတော့အထူးသဖြင့်အဲ့လူတိုင်းနဲ့ခါမှာလဲအဝေးရလူတွေလာမနေဘူးဗျလူရင်းလူယုံ နောက်ဆုံးဗျာတာသမီညီကောင်မောင်တော်ကအဲ့လိုမျိုးပခုံးမပေါင်းနေဆိုတော့လူလိန်တွေရဲ့အခမ်းအနားမျိုးလေးတွေဖြစ်တတ်တယ်အထူးသဖြင့်ကျွန်တော်ထပ်ပြောမယ်နော်အတွင်းရန်လို့ခေါ်တယ်ဆွေမျိုးညီကောင်မောင်တော်ကအရန်ယုံကြည်ပါတယ်ဆိုတော့သူတွေကကိုယ့်ကိုဒုက္ခပေးတယ်ကိုယ့်ရဲ့ယုံကြည်မှုကိုယ့်ရဲ့အားနဲ့တက်တဲ့ဟိုလိုအားနာတက်တဲ့ စိတ်ထားလေးပေါ့လေအဲ့ဒါတွေကိုအခွင့်ကောင်းယူပြီးတော့ကြက်ကနနလိန်နာမျိုးလေးတွေဖြစ်တဲ့အတွက်မိပြက်ဆွေပြက်ဖြစ်တာဆွေပြက်မျိုးပြက်ဖြစ်တာအဒါမျိုးလေးတွေကြုံရတဲ့တတိထားပါကိုယ်အခွင့်အရေးတွေဗန်းမြပြီးတော့ငွေလိန်ခံတဲ့အဲ့အခွင့်အရေးတော့မလိုက်ပါနဲ့ဗျာနော်အဲ့ဒါက၅ဆအဖြစ်အသုံးချရတယ်ဆိုတာလေသိစေချင်တယ်ဧပြီလနိုဝင်ဘာလအဲ့ဒီလတွေမှာတော့ဝင်ငွေအတော်လေးကောင်းတယ်သို့တော့အသုံးဖြုန်းကြီးတာမျိုးလေးတွေဖြစ်တဲ့အတွက်လက်ဖွာနေတာမျိုးလေးတွေဖြစ်တဲ့အတွက်ရတဲ့ငွေနဲ့ထွက်တဲ့ငွေကဈာတူဖြစ်နေတယ် ဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်ဒလဟောင်းဝင်ဒလဟောင်းထွက်ဆိုတဲ့ကာလထဲမှာပါတဲ့အတွက်အထူးသတိထားပါလို့အကြံပေးခြင်းနဲ့ဆိုတော့ဩဂတ်စ်လနဲ့မတ်စ်လတွေမှာကြတော့ဝင်ဝင်အမှန်အများသလိုဝင်လာသမျှငွေတွေကိုလည်းစုစုစောင်းလေးစုမိဆောင်ပြီးတဲ့အနေအထားလေးတွေဖြစ်မှာဖြစ်တဲ့အတွက်အမှန်ကောင်းတယ်ကနော်ကိုကအသုံးလေးတွေလည်းအဲ့ကာလမှာပြန်ပြီးရှော့လာတဲ့အနေအထားလေးတွေရှိနေမှာဝင်ဝင်ကောင်းလို့အတွက်ရွှေငွေရတနာပစ္စည်းဥစ္စာလေးတွေပေါ့စုမိဆောင်ပြီးဖို့အနေအထားလေးတွေပေါ်လာနိုင်မယ် ဇူလိုင်လစတေဗာလနဲ့ဖေဖော်ဝါရီလတွေမှာတော့ဝင်ငွေအကောင်းဆုံးသောလတွေဖြစ်တာတွေ့ရတယ်။ကြံတဲ့လလေးတွေမှာတော့ဝင်ငွေကဝင်တော့ဝင်တယ်သို့တော့ဝင်လိုက်ထွက်လိုက်ပေါ့ဗျာဝင်လိုက်ထွက်လိုက်အဲဝင်လိုက်ထွက်လိုက်မနက်ဝင်လိုက်ညနေထွက်လိုက်နဲ့ပတ်ချပါတော့လေတတ်တယ်သို့တော့တနစ်စာပတ်လုံးအဖြစ်ခြုံပြီးကြည့်မယ်ဆိုရင်တော့ဝင်ငွေအမရာအကောင်းဆုံးသောကာလဖြစ်နေတာတွေ့ရတဲ့အတွက်ဝမ်းသာဖို့ကောင်းတယ်ဗျာနော်စိတ်မူတွေကမရှိပါဘူး။နံပါတ်၄အချက်အနေနဲ့တနစ်စာပတ်လုံးမှာကြောက်ရမဲ့ပညာရေးနဲ့ပတ်သက်တဲ့အချက်လေးတွေဟောပေးခြင်းတယ် ဲ့တော့ဒီတင်းစာပတ်လုံးမှာပညာရေးကတော့ဘာမှဘူးပြောစရာမလိုဘူးဗျာလက်ခမောင်းခတ်လို့ပဲပြောလို့ရတယ်လက်မထောင်လို့လည်းပြောလို့ရတယ်ဗျပညာရေးအမရန်အမရန်ကံကောင်းတယ်ဗျကိုထက်ကြီးခဲ့တဲ့မိဘဆရာသမားတွေရဲ့ကူညီပတ်မုံမှုလည်းရတယ်ကိုယ်ကိုယ်တိုင်ကလည်းကြိုးစားနေတဲ့စိတ်လေးတွေရှိတဲ့အပြင်ညံကလည်းအရင်အထက်စာရင်ပို့ပြီးတော့တွက်လက်ထက်မြတ်နေတတယ်ဗျနေ့နံခုနှစ်ခုထဲမှာပညာရေးအကောင့်သုံးနေတဲ့ကိုလက်ညှိုးထိုးပြပါဆိုရင်တော့ကြာကပရိသတ်သမီးတွေကိုပဲလက်ညှိုးထိုးပြရနိုင်မယ်ဆောင်းမတွေပါဖြည့်ပါဗျတေချာပေါအောင်တယ် အလုံးအတွက်ဆောင်ဝဲဖြစ်မလားရတယ်ဗျ interview ဖြစ်အောင်တယ်အလုံးရှောင်းအလုံးရတယ်ပြီးတော့ယာရုအတွက်ဖြစ်လို့ရှိရင်လည်းကောင်းတယ်ဗျယာရုတို့ရင်းရှိတယ်ဗောနိဒီကာလမှာအချိကဲတွေရဲ့မြောက်စားမှုခံတယ်မင်းဆိုရတွေရဲ့ကုညီမှသာမှုတွေဂျုံဝတ်တဲ့ဂိမ်းထဲမှာတော့ပါတော့တော်တော်လေးအားကောင်းတယ်အထူးသဖြင့်ဇူလိုင်လဆယ်တင်ဘာလဖေဖော်ဝါရီလအဲ့ဒီအချိန်မှာဆောင်းဝက်ဖြစ်ရင်တခြားဘောက်ဂုံနူးနဲ့အောင်တယ်ဆိုတော့ကာလပေါ့ဗျာနော်အတော်လေးဝမ်းသာဖို့ကောင်းတယ်။ဩဂတ်စ်လမတ်စ်လတွေမှာဆောင်းဝက်ဖြစ်ရင်တော့ကိုမျော်မှန်းတာတက်ပို့တဲ့ အောင်မြင်မှုကိုရရှိလိမ့်မယ်။သူများတွေကလည်းဘယ်လိုပြောမလဲကိုယ်အဲ့လောက်ထိမထင်တာဘူးပေါ့လေ။တကယ်တရားမှာဟာတော်လိုက်တာဆိုပြီးတော့ချီးကျူးမှုတွေနဲ့အံ့ဩမှုတွေပြင်းထန်နေတဲ့ကာလတွေမှာပါတယ်။အရင်ကောင်းတယ်။ကိုယ်မမျောလိုက်တာလည်းအနေဒါတစ်ခုကိုဒီနေ့တည်းမှာရက်ကိုရက်သွားလိမ့်မယ်။အထူးသဖြင့်အလုပ်တွေပါတယ်လုပ်နေကြအောင်ပါသူကဒီအတက်ပညာပေါ့လေပညာကိုကိုစားပြုပြီးတော့လက်ခံပြုပြီးရှင်းတန်နေရတဲ့သူတွေဆိုဒီကာလမှာပုံမှန်ထက်တစ်ဆင့်မြင့်တဲ့အနေအထားကိုတခြားပေါ့ရရှိပါကြမယ်ဆိုတဲ့ကာလတွေမှာပါတယ်ဗျဇွန်လဇန်နဝါရီလတွေမှာတော့ဆောင်းဝဲပြည့်တဲ့အခါမှာ မနေ့ကြိုးစားပြီးဂျင်မာရရမယ်ဗျစောင်းဝဲခန်းရဲ့ရောက်ပါမှာစာရင်းမိသွားတာမျိုးတွေဖြစ်တဲ့အတွက်ကန်ဒီယာရဲ့ထောက်မမှုအပြေဝမရဘူးဆိုရင်ဝရိယအောင်နှစ်ဆလောက်ကြိုးစားမယ်ဆိုတော့အဲ့လကအဆင်ပြေတယ်ဧပြီလနိုဝင်ဘာလအဲ့ဒီလတွေဒီမှာတော့ဟိုမုတ်ချစောင်းဝဲအောင်တယ်ဗောလေဘာမှစိတ်ကူကြအောင်မရှိဘူးအဲ့တော့ချုံပြောလိုက်မယ်ဆိုရင်တက်ဆာပါလမှာနားနားလောက်ပဲအညံ့ရှိတယ်ပြန်ရင်းနဲ့ပတ်သက်လို့ရှိရင်ကျန်တဲ့ကဘာမှစိတ်ကူကြအောင်မလုပ်ဘူးကန်ဒီယာရဲ့ထောက်မမှုအပြေဝရပြီကိုယ့်ဘက်ကကြိုးစားဖို့ပဲလိုပါတယ်ဗျာနော် နံပါတ်5အချက်အနေနဲ့အိမ်တော်ဝင်တဲ့ပတ်သက်တဲ့ကိစ္စတွေဟောပေးခြင်းနဲ့အချစ်ရဲ့အိမ်တော်ကြီးဆိုကြပါဆိုဗျာနော်အဲ့တော့အချစ်ရဲ့အိမ်တော်ဝင်တဲ့ပတ်သက်လို့ရှင်တော့ဒီတနစ်စာဘတ်လုံးပေါ့လေအဲဂျာကမရိသားသမီးတွေအတွက်အကောင်းဆုံးသောအနေအထားမှာရှိတဲ့အတွက်ဘာမှစိတ်ပူစရာမလိုဘူးလို့ပဲပြောရလိမ့်မယ်ဗျာနော်ဒီနှစ်တနစ်တော့အိမ်တော်ကြီးအယမ်းတာရတယ်ဗျကိုပြောစကားနားမထောင်ဘူးဘာလို့ပြောမလဲ အပေါ်မှာအရင်တော့ဆိုရင်ကိုယ့်ပြောစကားတွေနားမထောင်ဘူးလေကိုယ့်ကလန်ကစားပြောင်းလုပ်ချင်တယ်ကိုယ့်ရဲ့ချစ်သူအင်တော်ဘက်တွေဖြစ်ခဲ့ရင်တောင်မှဒီနေ့ထမှာဆိုလို့ရှိရင်ကိုယ့်ပြောတဲ့စကားလေးတွေပြန်ပြီးတော့နားလည်လက်ခံနိုင်တယ်ကိုယ့်ဩဇာတည်တယ်လို့ဆိုကြပါတော့ဗျာနော်အစဉ်ပြေတယ်ဗျအဲသို့တော်လည်းပဲတစ်ခါတလေမှာတော့ပြောစကားနားမထောင်ကြအောင်လေးတွေလောက်တာထုံမမေလောက်နေတာဒါမျိုးလေးတွေတော့ဖြစ်တတ်တဲ့ဘဝတော့ရှိတာပေါ့ဒါကတော့နေနဲ့မရရှာနေတဲ့ဘဝချစ်သူသမီးသားဘဝတွေမှာလည်းဖြစ်လိဖြစ်တာရှိတဲ့ကိစ္စ သို့တော့စိတ်တူစရာဆိုတော့လည်းခဏမှာပဲပြင်ပြန်စီပြီးတယ်ဘာမှမပြောပါတော့ဘူးပြန်နော်ပြီးတော့ကိုယ်အိမ်တော်ဘက်ကအလိုလိုက်မှုနားလည်မှုနောက်ကိုယ်ပေါ်အပြည့်ယူမျက်နှာမှုတွေကြောင့်အထူးထူးစိတ်ချမ်းသာမယ်ကားတွေမှာပါတယ်သူကဘာမှစိတ်ပူစရာမလိုဘူးပြန်ပြတော့ဒီလိုကားမျိုးတွေမှာဒီနေ့ထမအိမ်တော်တွေပါတယ်ပြုမယ်ဆိုရင်လည်းကောင်းမွန်တဲ့ချစ်သူအိမ်တော်မကောင်းတွေရတတ်တဲ့ကိန်းတွေမှာပါတယ်ချစ်သူတွေပါတယ်ရတဲ့ရတဲ့ချစ်သူကကိုယ့်အတွက်ကောင်းတယ်အိမ်တော်တွေပါတယ်ကြားတဲ့ကောင်းတယ်မိခိုးအားထားရတဲ့ချစ်သူအိမ်တော်မကောင်းတွေနဲ့စုံစည်းရတတ်တဲ့ရတတ်တဲ့ကားတွေမှာပါတယ်သူက အမနာဝမ်းသာမှုကောင်းနေတာနော်ပြီးတော့ဒီကရမှာအဲကိုယ်ချစ်သူပဲတော့ဟုတ်တယ်ဗျာကိုယ်ပေါ်လေးစားမှုယူတဲ့တိုင်းရင်းမှုတွေနဲ့ကြုံရတတ်တယ်ဆိုတော့အမနာကောင်းတာပေါ့လေကိုယ်လေးစားတယ်ဆိုရင်ဘယ်တော့ဝမ်းသာမှုကောင်းလဲတွေးကြည့်ပေါ့မလေးမသာလှုပ်ရှင်တဲ့စိတ်တွေမရှိတာတွေအစားဖြစ်လာလိမ့်မယ်ကိုယ်ပြောစကားအလေးနက်ထားနားထောင်လိမ့်မယ်ကိုယ်ပြုစုယူရချင်တာမဲ့အိမ်အောင်ဘက်တွေစုံပြရတတ်တယ်ဆိုတော့ပြင်းမှာသွားပါတယ်သို့တော်လည်းပဲဇွန်လဇန်နဝါရီလအဲ့ဒီလနေ့မှာတော့အထူးအထူးသတိထားပါဗျာ အဲ့တော့နောက်ပတ်သက်ပြီးမမျိုးနိုင်မဲ့အနောက်ရှက်လေးတွေဝင်လာတာမျိုးတွေဖြစ်တတ်တယ်။တခြားသူတွေရဲ့သွေးခွဲမှုပြဿနာလေးတွေတွေးထုတ်မှုကြောင့်ပြဿနာဖြစ်တတ်တယ်။တယောက်နဲ့တယောက်အထင်မြင်လွဲမှားတဲ့အနေအထားလေးတွေဖြစ်တတ်တယ်။ဒီလျှောကကြတော့အိတ်ကာလမှာဂျားလူအနောက်ရှက်ဝင်တယ်လို့ခေါ်တာပေါ့လေ။အဲ့တော့အိမ်မှာခွဲနေရတဲ့အနေအထားမျိုးတွေရှိရင်ဂျားလူအနောက်ရှက်လေးတွေဝင်ပြီးအိမ်တော်ရင်တော့ကလေးတွေတော့ကြုံရတယ်။ဓာတိတွေတော့ထားပြီးမေလဒီဇင်ဘာလအောင်တော့ပါလားအဲ့ဒီလတွေမှာတော့စကားများရင်ဖြစ်တာမျိုးတွေတော့ဖြစ်တတ်တယ်။သို့တော့စိတ်မှုတွေကတော့မလို့ခဏပါပဲ။ သဘောထားကွဲလိုက်တာလေဒီစိတ်ဆိုစကားများအမတော်တဆနှုတ်နုံတာပေါ့လေအဲ့တော့စကားတစ်ခုပြောလိုက်ပြီးဆိုနှုတ်ကလွန်ဝိုင်းပြန်နှုတ်လို့မရတဲ့အနေအထားတွေဖြစ်တဲ့အတွက်နောက်ဆက်ပဲပြဿနာလေးတွေကြုံရတာဖြစ်တဲ့အတွက်အဲ့ဒီလတွေမှာတော့စကားအပြောဆိုလေးတွေစဉ်းမြင်ပါဘာမှမယူပဲပဲပြောလိုက်တဲ့စကားတွေကကိုချစ်သူကိုအိမ်တော်ဘက်ကိုထိခိုက်နာကျင်တာသွားရမှုတွေအားစားဖြစ်တဲ့သဘောလေးတွေရှိတယ်ခရီးဆိုင်ပြပါအင်အယူတီခိုင်တော့တဲ့ဒီတော့ဘာမှတော့မဖြစ်ဘူးဗောလေ။ဂျန်နေလာနေမှာတော့အထူးတရတဲ့လာနေတယ်မှာပါတယ်။တယောက်နဲ့တယောက်နားလည်မှုအပြည့် ပျော်ရွှင်ပျော်ရွှင်ရင်းနဲ့ချစ်ချင်းမြတ်တာကိုအပြည့်အဝခံစားမယ်နေ့တစ်နေ့တည်းမှာပါတဲ့အတွက်ကျန်တော့ဗေဒသာသမီတွေကိုစားကျွန်တော်အမှန်တော့ဝမ်းသာတယ်ဗျာနော်အဲ့တော့နံပါတ်6အနေနဲ့ကျမိုင်းနဲ့ပတ်သက်ပြီး hobby ကျင်တယ်အဲ့တော့ဒီကလာဒီဟွာတနစ်ဆန်ပလုံမှာကျန်တော့ဗေဒသာသမီတွေကံအကောင်းဆုံးမှာပါတဲ့အတွက်ကျမိုင်းနဲ့ပတ်သက်ပြီးဖြစ်နေပြတာရှိတဲ့ရောဂါလေးတွေရှိတာမှန်တော်လည်းပဲစူတူဝါဝါကြီးဖြစ်တဲ့ထက်မှာတော့မပါဘူးပေါ့လေအစ်င့်င့်ကောင်းတယ်အထူးသဖြင့်နာတာရှည်တဲ့ပတ်သက်တဲ့ယောဂါတွေလုံးဝမဖြစ်ဘူးလို့ပြောလို့ရတယ်ဗျ အရင်ကဖြစ်ခဲ့တဲ့ဂျမ်းမိုင်းနဲ့ပတ်သက်တဲ့အညာခိုက်တွေရှိလာခဲ့ရင်တောင်မှဒီနေ့ထမှာဂျမ်းမိုင်းနဲ့ပတ်သက်လို့ရှိရင်တဖြည်းဖြည်းပြန်ပြီးတက်တာလာမယ်ဆိုတဲ့အနေထားရှိတဲ့အတွက်အမှန်တန်ကောင်းတယ်ဗျဆေးရုံတွေပါရင်တရားနဲ့တက်ရတဲ့ထဲမှာတော့လုံးဝမပေါဘူးပေါ့လေအကြိမ်ကြီးမဖြစ်မနေအကြောင်းကြောင်းရောက်ပေါ့လေဆေးရုံတွေပါရင်တက်ရတဲ့အနေထားတွေရှိခဲ့ရင်တောင်မှအသက်အန္တရာယ်အတွက်လုံးဝစိတ်ပူစရာမရှိဘူးနော်ဘာမှစိတ်မပူပါနဲ့တက်တာရပါပဲကောင်းလို့ကြောက်ဖြတ်နိုင်မယ်ခနာတက်ပြင်ပြန်စင်းအဲ့လိုပဲဖြစ်ပါလိမ့်မယ် အဆုံးခွဲရဆဲရမယ့်အနေအထားတွေရှိခဲ့ရင်လည်းအသက်ဘေးအန္တရာယ်နဲ့နီးနီးဆက်ဆက်ရှိတဲ့နေရာတွေကနေခွဲစစ်စရာတွေမရှိပါဘူးဗျာနော်စိတ်ပူစရာမလိုပါဘူးဧပြီလနိုဝင်ဘာလအဲ့ဒီလတွေမှာတော့ဘာဖြစ်တယ်လဲဆိုတော့ပါတို့ပေါင်တို့မျက်နာတို့ခန္ဓာကိုယ်အရေပြားတို့အဲ့ဒီအပေါ်မှာရားနာလိုအဖူတွေတွေတွဲစုနာလိုအဖူတွေတွေအနာလိုဝတ်ချောင်လိုအဖူတွေတွေအများကြီးပေါက်လာတတ်တယ်တချို့စေးတွေပါတယ်ကြောင်းလည်းနဲ့လူရင်းနဲ့ပုံပြီးပွားလာတာမျိုးတွေဖြစ်တဲ့အတွက်အထူးသတိထားပါ တခါတော့မှအစီတွေတက်လာတာမျိုးလေးတွေဖြစ်တတ်တယ်။ဒါကြောင့်မျက်နှာတွေဘာတွေမှာဆိုအစီဟုတွေဘာတွေအများကြီးဖြစ်တဲ့သဘောဝါရှိတယ်။ဂယုဆက်ပြပါ။ဇွန်လ0ရက်လတွေမှာဆိုတော့လေခိုးလျောက်တဲ့ပတ်သက်တဲ့ပြဿနာလေးတွေအထူးသတိထားပါ။လေခိုးလျောက်ပြင်းနည်းနည်းပြင်းပြင်းထန်ထန်ဖြစ်တတ်တယ်။ဒီချုပ်လေးတွေကြတော့ဒီလျောကမှာအသက်ရွယ်ကြီးနေတဲ့သူတွေဆိုလို့ရှိရင်လေတစုပ်ဖြစ်တာတို့လေဖြတ်တာတို့သွားကြုံရတယ်။အသက်ငယ်တဲ့သူတွေဆိုလို့ရှိရင်လေဒီပါတွေအောင်းရင်အပတ်ကြီးကနေအရန်အောင်းလို့ရှိရင်ဦးတက်ပေါက်တာဦးပြောင်းတာဒါမျိုးတွေတော့ဖြစ်တတ်တယ်။ခရီးလိုအဆိုင်ပေါ့လေ။ ပေါ်တော့မပေါ်နဲ့ပေါ့မေလဒီသမားတွေကတော့ကောင်းတဲ့ပတ်သက်တဲ့ယောဂလေးတွေဖြစ်တတ်တယ်အထူးသဖြင့်အာယုံယောနဲ့ပတ်သက်တဲ့ယောဂဆိုပုံမှန်တာပေါ့ဗျာပြီးတော့အုံလုံးနဲ့ပတ်သက်ပြီးတော့လည်းအုံလုံးတွေပါတယ်အဲပတ်သက်တဲ့ယောဂလေးတွေဖြစ်တတ်တယ်အာယုံကြောကြီးမကောင်းတာခေါင်းမူးနေတာခေါင်းအုပ်နေတာနောက်ကျော်ကြီးဆက်ကျော်ကြီးတက်နေတာဆောက်ကန်နှောင်းတို့ဖြစ်နေတာနှစ်ရှင်ပြထွ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 အဲ့လိုမျိုးထိုးနေတာညဘက်အိမ်မပြောတာဒါမျိုးလေးတော့ဖြစ်တတ်တဲ့ဘဝရှိတယ်ခေယူဆက်လေးပါအော်နိုဘာလာမှာကျတော့သူကရေချိုးမှားလို့အမှုရှက်ပြီးတော့ ်ဖြားအနုရီတွေမာလေးတွေဖြစ်နေတဲ့ဘာဝရှိတဲ့ဘေးဥစားပြေးမယ်သို့တော့ဘာမှတော့အရင်ကြီးစိတ်ပူကြမလို့အဲ့တော့ခြုံကြည့်လိုက်မယ်ဆိုရင်ဒါဖြစ်နေဖြစ်တာရှိတဲ့ယောဂတွေဆိုတော့လည်းပဲအသက်တည်တော့တဲ့အထိဖြစ်မဲ့ထဲမှာတော့ကျွန်တော်မမြင်ဘူးအဲ့တော့ဘာပဲဖြစ်ရောအဲဒီနေ့မှာအချမ်းမကြီးနဲ့ပတ်သက်ပြီးဆူလိုဝိုင်းမရှိပါဘူး။ရှောင်းသင်ရှောင်းနေတာလေ။အဲရှောင်းထိုက်တာလေးကိုတော့ရှောင်းပြီးအောင်ရှောင်းပါလေ။ဒါဆိုပို့ပြီးတော့ကောင်းမှာပေါ့။အဲ့တော့ကျွန်တော်ဖောက်တာအချက်၆ချက်အောင်ပြည့်စုံပြီးဖြစ်တဲ့အတွက်ပြိဿာဖောက်လို့ချုံပြီးတော့ဇာတ်ပရိသတ်မှုတွေကို အကြံပေးချက်လေးအနေနဲ့နံပါတ်9အနေနဲ့ကျွန်တော်ပြောခြင်းတယ်အဲ့ဒါဘာလဲဆိုတော့ဒီတနစ်စာကာလကာလပတ်လုံးဒီဇာတာပရိသတ်သမီးအားလုံးအတွက်ကံအကောင်းဆုံးနှစ်တစ်နှစ်ထဲမှာပါလာဖြစ်တဲ့အတွက်အမှန်တန်ကောင်းတယ်သို့တော့တရားရဂန်လုံးကောင်းတယ်လို့တော့မပြောလို့ဘောလေတခုကောင်းတခုအပြက်လေးတွေရှိတဲ့သဘာဝရှိတဲ့တို့ကအညာခိုက်ပြီးအနှဲငယ်ရတော့လဲရှိတာပေါ့လေသို့တော့အဲ့အနှဲငယ်လေးတွေကိုဘာမှစိတ်ပူကြမလို့အခက်ခဲတွေဘလောက်ပဲကြုံကြုံနော်စိတ်ညစ်စရာတွေဘလောက်ပဲညစ်ညစ် အရာအလုံးကိုအောင်နိုင်တဲ့အနေအထားလေးတွေရှိတယ်။တနည်းအားဖြင့်စစ်သည်တရားရဲ့အောင်မြင်မှုနဲ့အနာဒရံတူတယ်ပေါ့လေ။စဉ်ကျစီရအခိုက်အတန့်တွေရှိခဲ့ရင်တော့အဲ့ဒါကိုထိတိုက်တိုးပြီးရင်ဆိုင်လိုက်သမှာဗျာ။တရားပေါင်းအောင်မြင်တဲ့နောက်ဆုံးမှာအလုံးကိုကျော်လွှမ်းနိုင်တဲ့အနေအထားရှိတယ်။တနည်းစားဘက်လုံးမှာကိုကထိတ်ဆုံးမှရည်တည်မဲ့အနေအထားထဲမှာပါတဲ့အတွက်ဘာမှစစ်မပူနဲ့။သို့တော့ဘာဖြစ်တယ်လဲဆိုတော့အားနည်းချက်လေးတွေကျွန်တော်မှားခြင်းနဲ့နံပါတ်1ဒီနေ့ထမှာတခုခုလုပ်မဲ့ကံမှာဆိုရင်စိတ်က dream ဟာဖြစ်နေတတ်တယ်ဗျာ။ ခိုင်ခိုင်မာမာပြပြသသာဆုံးဖြတ်ချက်မချနိုင်တာမျိုးတွေလမ်းနဲ့တွေမှာရွေရခတဲ့အနေအထားမျိုးတွေရှစ်တော်ခန်းနတ်စွာခတ်ဆိုတဲ့အနေအထားလေးတွေလုံဝင်ကောင်းလားမလုံဝင်ကောင်းလားချင့်ချင်တွေ့ဝင်နေတဲ့အနေအထားမျိုးတွေဖြစ်တဲ့အတော့အဲ့စိတ်ကဒရိယာဖြစ်တဲ့ဟာလေးကိုအတဏ္ဏကြောင့်ပြင်မယ်တခုခုကိုခိုင်ခိုင်မာမာပြပြသသာဆုံးဖြတ်ပြီးရက်တည်မယ်ဆိုရင်အမရန်ကောင်းတယ်နံပါတ်၄အချက်ကဘာလဲဆိုတော့ဒီကရမှာဆွေမျိုးညီကောင်မတော်တွေကိုလုံးဝလုံးဝမယုံပါနဲ့နောက်ကြောင့်ထိုးတဲ့ဓာတ်ပို့ပြီးတော့ခံခတ်ပါတယ် လုံးဝမလုံးကြည်ပါနဲ့လို့ထပ်တယ်လေအကြံပေးခြင်းနဲ့ဒီတက္ကသပါလုံးမှာအဓိကဒုက္ခပေးရင်အဝေးရလူတွေမဟုတ်ဘူးအနည်းဆက်သောအလူတွေနော်လူရင်းလူရောကဒုက္ခပေးမှာဖြစ်တဲ့တော့အထူးသတိထားလေးပါနံပါတ်၃ချက်ကတော့ဒီကရမှာဘသူဘသူမှာပတ်စံမရှိပါနဲ့ပတ်စံချင်းရင်ပတ်စံလုံးဝပြန်မရတော့ဘူးလုံနာနဲ့ငွေကြေးလေးရှင်ရင်အရန်တဝါခတ်နိုင်မယ်ဆက်ပြီးချင်းပြီးပြဿနာလေးတွေတော်တော်လေးဖြစ်နေမယ်အထူးသဖြင့်အဝေးရောက်မဟုတ်တာတော့မှခုနကဆွေမျိုးကြီးကိုမောင်နှမတွေကိုပတ်စံချင်းမြင်နေပြန်မရဘူးကြာ မရတဲ့အပြင်တောင်းလို့ရှိရင်တော့မှစိတ်ဆိုးကံဒေါသထွက်ခံပြီးတော့ကိုကလူဆိုးဖြစ်အောင်ပဲအဲပြီးတော့အဲဆွေမျိုးညို့မောင်ရတဲ့အတွက်ပါဆိုပြီးတော့ဟိုဘယ်လိုဂျားရီကနေအာမခံတဲ့ကိစ္စတွေအားစလုံးဝလုံးဝမသိတော့တဲ့အတွက်အထူးအထူးသတိထားပြီးနော်နံပါတ်၄အချက်ကတော့အကျမ်းပါရင်းနဲ့ပတ်သက်ပြီးသတိထားပြီးပါဟိုကံကောင်းနေဆိုတော့လည်းပဲကံအောင်ယုံပြီးစုအောင်မင်းလုံးတော့မရဘူးလေ။ရှောင်းမဲ့လအလိုက်မှာကျမိုင်းနဲ့ဖြစ်ရတဲ့ယောဂနေတွေခန္ဓာကိုယ်အစိတ်ပိုင်းတွေခေါ်ပြောပြီးဖြစ်တဲ့အတွက်သတိထားရှောင်ရှားပါ။ဒါဆိုရင်တော့အဲ့ဒီအချက်တွေကို ဟိုလိုက်နာမယ်ဆိုရင်ကျန်တာတွေကိုဘာမှစစ်ကူတရားမလို့ဘူးအားလုံးကိုအနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာလေးသိစေချင်တယ်ဗျာနော်အဲ့တော့နံပါတ်နောက်ဆုံး၈ချက်အနေနဲ့တနစ်ဆောင်ပလုံမှာကောင်းတဲ့ကံတွေအများကြီးရှိသလိုကြုံရမယ့်အညာခိုင်တွေကလည်းပါတယ်ပါတော့အညာတွေကင်းပြီးကောင်းတဲ့ကံတွေပို့ပေါင်းအောင်ရည်ရည်ချေရမှာပေါ့လေအဲ့တော့နံပါတ်၈အနေနဲ့ကျွန်တော်ရည်ရည်လေးပေးခြင်းတယ်ပြီးတော့ရည်ရည်မှာပထမတစ်ပိုင်းအနေနဲ့ဖះဆောင်ကတ်ကမှာအရာဖះမှာနေ့တိုင်းလိုလိုပေါ့လေ ငွေပန်းလေးကပ်ပေးပါလားနော်ငွေဆိုတဲ့အဓိပ္ပာယ်လေးလည်းလိုချင်တဲ့တော့ငွေပန်းလေးရအောင်ကပ်ပေးပါဒီစကားတော့ငွေပန်းမရတဲ့ဒေသတွေမှာဆိုရင်ဂန်းကောင်ညုံတို့ဂန်းကောင်ပန်းတို့ကြာပန်းတို့အဲ့ဒါမျိုးတွေလည်းလူတွေရတယ်ဟိုငွေပန်းရတဲ့သူတွေကတော့လူပြအောင်လူပေးစေချင်တယ်အများအားလို့တော့နေ့တိုင်းလို့လို့ပါလေနောက်ဒုတိယတစ်ချက်ကပါလဲဆိုတော့မိတ်ဆွေတူကိုတနခါတုံးလေးလက်ဆောင်လေးပေးပြအောင်ပေးပေးရမှာကြာနော်နောက်နံပါတ်3အချက်ကတော့ဒီကရမှာအော်မြန်မာနိုင်ငံမှာ UI delay ထုံးစံဆင်လာရပါဘို့လေ ဟောဘိုးတော်နေမယ်တော်ကြီးယုံကြည်ကိုယ်ဝယ်တဲ့အထက်မှာပါတယ်ပေါ့အဲ့တော့နံပါတ်၃ချက်ကဘာလဲဆိုတော့မိမိတို့ယုံကြည်ကိုယ်ဝယ်တဲ့မယ်တော်ပေါ့ထားမှာတော့ရန်ကုန်မှာဆိုရင်နီးစပ်အောင်ပြောပြတာပါနော်ဟိုယုံကြည်မှလည်းလောက်ပေါ်တာကတော့ကိုယုံကြည်တဲ့မယ်တော်ကိုပေါ်ပါလေးတက်ထဲတော့ဆက်ပါပေးလိုက်ပါဗျာနော်ဥပမာဟိုဘုရောမှာပေါ့လေအမတော်မျက်နှာနဲ့ရှိတယ်ပေါ့အဲ့တော့အမတော်မျက်နှာနဲ့ကိုပေါ်ပါလေးတက်ထဲတော့ဆက်ပါပေးတာဖြစ်ဖြစ်ဟိုပြည်ဘက်မှာဆိုရင်ကျွန်တော်တို့အမတော်မမျက်နှာလည်းရှိတယ်ဆိုကြပါလို့နော်အဲ့တော့ဟိုပေါ်ပါထဲတော့ပဲဖြစ်ဖြစ်တချို့ငကားမယ်တော်တွေ တချို့ကတော့နိုင်ငံရေးမဲ့တော့စသည်အဖြစ်အမျိုးမျိုးရှိကြတယ်ပေါ့ပြီးတော့ယုံကြည်ကိုယ်ပိုင်မဲ့တော့ဟိုအော်ပါလေးတက်ထလာတော့နော်စက်တာပြအောင်စက်တာပြလိုက်ပါဗျာနော်ရေရာအနေနဲ့အမှန်ကောင်းလို့ပါအဲ့ဒီချက်သုံးချက်ကိုမကြမကြလေးလုပ်ပေးရမယ်ဒါပထမတစ်ပိုင်းပေါ့ဒုတိယတစ်ပိုင်းအနေနဲ့ဘာလုပ်ကမလဲဆိုလို့ရှိရင်ကျောင်းပရိသတ်သမီးတွေအဲဒီတင်းစာပတ်လုံးမှာမကြမကြလေးလုပ်ပေးရမယ်ရေရာလေးရှိတယ်ဗျာနော်လုပ်ပြအောင်လုပ်ပေးစေချင်လို့ပါအဲ့ဒါကဘာလဲဆိုတော့ လမ်းမှာကြိုက်ခွက်ရှိတဲ့နေရာတွေဆိုရင်လမ်းခင်းခြင်းပဲဗျလမ်းပြင်ခြင်းပဲလွတ်ပြောင်းလုပ်ပေးရတယ်အထူးသဖြင့်မြေဖို့တဲ့နေရာမှာပုံပြီးလုပ်ပေးပါလမ်းခင်းတဲ့ဆိုတဲ့အခါမှာသူကခြုံတော်ပိတ်ပေါင်းနေရှင်းတယ်ပြီးလို့ရှိရင်လမ်းကြီးမယ်ပြီးလို့ရှိရင်ကျွန်တော်လိုအပ်တဲ့ကြောက်တဲ့တဲ့ဘီလက်မြေတွေနဲ့ခင်ဗျာမျိုးစုံရှိတယ်ပေါ့လေအဲ့တော့အထူးသဖြင့်ကြာလာပြီးတာသမီးကဗန်နီယာတွေမှာတောင်းဝင်ယူတင်လဲဆိုရင်ကြိုက်ခွက်ရှိတဲ့နေရာတွေမြေဖို့တဲ့နေရာတွေဘာမို့လဲလိုအပ်လို့ရှိရင်ပေါ့လေမိသားကလေးတွေတက်နိုင်ရင်ဒစီပဲတက်နိုင်တက်နိုင်ပါအခုလက်ရှိမှာလည်း မြန်မာနိုင်ငံမှာငလင်တံကြောင့်အများကြီးထိခိုက်နေတဲ့နေရာတွေဖြစ်တော့လမ်းတွေပြတ်နေမှာပဲအဲ့တော့အဲ့ဒီထဲမှာလမ်းပြတ်တဲ့အခါမှာမြေကြီးတဲ့နေရာတို့မြေလမ်းခင်းတဲ့နေရာတို့မှာတက်နိုင်တော့ကာယအားဖြစ်စေနော်လောက်အားဖြစ်စေဒါနအားဖြစ်စေတက်နိုင်တော့လေပေါင်ပြီးတော့လူတန်းပြအောင်လူတန်းပေးလိုက်ပါဗျအမှန်တော့ကောင်းတဲ့ရေရာကြီးဖြစ်လာမှာအတွက်နော်လောက်ပြအောင်လောက်ပေးလိုက်ပါဒါဆိုတော့ဘာမှစိတ်ပူကြအောင်မလုပ်တော့ဘူးနော်အဲ့တော့အားလုံးခေါ်တာလည်းပြည့်စုံပြီဖြစ်တဲ့အတွက်ကျွန်တော်ပြည်သားသမီးကျွန်တော်မိတ်ဆွေအားလုံးကြုံရရမယ့်ဒီ တတိစာပတ်လုံးမှာကောင်းတဲ့ကံလေးတွေကအေကံမို့ချကောင်းပြီးတော့အညာခိုက်တွေလည်းပြေပြပါစေကျုံ့နေရတဲ့ဘေးဥပ္ပအန္တရာယ်ဘောင်းကနေကင်းဝေးပြီးတော့မိသားစုတွေပျော်ပျော်ရွှင်ရွှင်စီစီလုံးလုံးနဲ့ကောင်းတာဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်စုမကောင်းတောင်းရင်လည်းကျွန်တော်ရဲ့ဟောစတာနေကိုမိကုံချုပ်ပါရစေနော်